ကဲအလုံးဝမြင်္ဂလာပဲပြန် JDS ချန်မပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဘက်မှာတော့ UFC ကနာမည်ကြီးတွဲဆိုင်တွေအကြောင်းကိုဖောက်တယ်ချပေးချင်ပါတယ်အဲ့တော့ဒီလာမယ့်ဇွန်လ28ရက်နေ့မှာဒါ UFC 317ပြိုင်ပွဲကြီးကိုကျင်းပသွားဖို့ရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တော့ဒါအီလီယာတူပူရီယားဆိုတဲ့နာမည်ကြီးဖိုင်တာကဒါ lightweight champion လုသွားမယ်ဆိုပြီးတော့မှဒါပြောဆိုထားခဲ့တယ်ပေါ့နော်အဲ့တော့ပြိုင်ဖက်ကဒါအခုချိန်ထိဒါဘယ်သူလဲဆိုတာဒါအတိအကျတော့ဒါမတိရသေးဘူးဆိုပေမဲ့ ဒါပရိသတ်တွေတော်တော်များများကတော့ဒီ lightweight champion တူဖြစ်တဲ့ Islam Makachat နဲ့ဒါပွဲဖြစ်လာမယ်ဆိုပြီးတော့မှသာထင်ကြီးပေးနေကြတယ်ပေါ့နော်အဲ့တော့တကယ်လို့ဒါ Islam Makachat အနေနဲ့ဒါသူ့ရဲ့ weight တန်းမှာပဲဒါနေအောင်မယ်ဆိုတော့ Ilya Topuria နဲ့ဒါပွဲကဖြစ်လာဖို့ရှိတယ်အဲဒီလိုမှမဟုတ်ဘဲနဲ့သူ့အနေနဲ့ဒါဝေတာဝိတ်တန်းကိုတတ်သွားမယ်ဆိုရင်တော့အီလီယာတူပူရီယာကဒါချောင်းအိုလီဘဲရာဆိုတဲ့ဖိုက်တာနဲ့ဒါရှင်ပြန်ထိုးတက်သွားရဖို့များတယ်ပေါ့နော်အဲ့တော့ဒါအီလီယာတူပူရီယာအနေနဲ့ကျွန်တော်တို့အစ္စလာမကချက်နဲ့ပွဲဖြစ်လာမလား ဒါမှမဟုတ်ရင်လည်းကျွန်တော်ချောင်းအူလီဗေရာနဲ့ပွဲဖြစ်လာမလားဆိုတာကတော့အထူးတလဲသတင်းဆောင်ကြည့်သွားဖို့လိုအပ်ပါတယ်။ Okay အဲ့တော့နောက်ထပ်ဒီနမဲကြီးစိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်သဆိုင်ကိုထပ်ပြီးတွားလိုက်ရအောင်ပါ။အဲ့တော့ဒီဇွန်လ14ရက်နေ့မှာကျင်းပပြုလုပ်သွားမဲ့ UFC ဒါအတလန်တာပြိုင်ပွဲမှာဆိုရင်တော့ဒါနမဲကြီးဖိုက်တာဒါချန်ပီယံဟောင်းတူဖြစ်တဲ့ကာမာရူဥစ်မန်နဲ့ဒီဂျွာကွင်းဘက်လီတို့ရဲ့ဒါတွဲဆိုင်ကိုပေါ့နော်ဒါကောင်းပွဲအနေနဲ့ဒါတည်ထားပြီးတာတွေ့ရတယ်။ ဲ့တော့ UFC အဖွဲ့အစည်းကဒီသွဲဆိုင်ကိုဒါတရားဝင်ကြီးညာထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဒါပွဲတင်းကတော့ဒါလုံးဝဒါအတီဖြစ်သွားခဲ့ပြီလို့ဒါပြောလို့ရတယ်မနော်အဲ့တော့ဂေါင်ပွဲဆိုတဲ့အတိုင်းပဲဒါငားချီဒါရှင်ပြန်ထူးတက်သွားမှာဖြစ်ပါတယ်အဲ့တော့ Joaquin Buckley ဆိုတာကဒါအရင်တုန်းကဆိုရင်တော့ဒီ Middleweight တန်းမှာဒါရှင်ပြန်ကစားခဲ့တဲ့ fighter တူဦးဖြစ်တယ်ပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီ Middleweight တန်းမှာရှင်ပြန်ကစားတဲ့အချိန်မှာဆိုရင်တော့ဒီရလက်အဖြစ်ကျွန်တော်တို့ဒီအရင်ကြီးမကောင်းခဲ့တဲ့အတွက်ကြောင့်မို့ဒါနောက်ပိုင်းမှာဆိုရင်တော့ ဒီဝေတာဝိတ်တန်းကိုပြန်ပြီးတော့မှဒါဆင်းပြီးဒါရှင်ပြန်ထိုးတက်နေတာမျိုးဒါတွေးခဲရတယ်ဗောနော်အဲ့တော့ဝေတာဝိတ်တန်းမှာဆိုတော့သူ့အနေနဲ့ဒါရလက်တွေကဒီမေတာဝိတ်တန်းကဆိုင်တော့ဒါကောင်းမွန်နေတာမျိုးတွေးရတယ်ဗောနော်ဒါ6ပွဲ7တိုက်ကိုကျွန်တော်အနိုင်ရရှိထားပြီးတော့မှဒီဝေတာဝိတ်တန်းရဲ့ကျွန်တော်တို့ဒီ ranking အဆင့်6နေရာကိုကျွန်တော်တက်လန်းနိုင်ခဲ့တာမျိုးတွေးရတယ်အဲ့တော့ဒီတိတ်မကြတိခင်လေးမှာဆိုရင်လေဒီဝေတာဝိတ်တန်းကဒီ UFC က ဒါ trash talk အများဆုံးပြောနိုင်တဲ့ဒီနာမည်ကြီး fighter တူဦးဖြစ်တဲ့ covid covid dan ဆိုတဲ့ fighter ကိုဒါအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့မှသူရဲ့ဒီအနိုင်ရယူထားတဲ့မှတ်တမ်းကိုကျွန်တော်တွားပြီးကြည့်မယ်ဆိုရင်တော့ဒီကျွန်တော်တို့ star fight ပိုင်းမှာတော်တော်လေးကောင်းလာတဲ့ fighter တူဦးဖြစ်တဲ့ဒီ stephen thompson ဆိုတဲ့ဒါ fighter ကိုလည်းအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါအပြင်ကျွန်တော်ထပ်ပြီးသွားပြီးတော့မှလေ့လာကြည့်အောင်မယ်ဆိုရင်ဒီဘရာဇီးကဖိုင်တာတူဦးဖြစ်တဲ့ဒီကေဗင်ဟိုလန်နဲ့ရှင်ပြန်ထူးတက်သွားမယ်ဗစ်စတင်လိုကွစ်ဆိုတဲ့ဖိုင်တာကိုပါဒါပွဲသိမ်းထားတာတွေ့ရတယ်ပေါ့နော် ဲ့တော့ကျွန်တော်တို့နေနဲ့ဒါသူပွဲတင်ထားတဲ့ဒီ fighter ဂျန်3ကိုကျွန်တော်ကြီးလိုက်ယုံနဲ့အဲ့တော့ဒီ Joe Queen Buckley ဆိုတဲ့ fighter ကကျွန်တော်ဒါခီတူမဟုတ်ဘူးဆိုတာကျွန်တော်သိမြင်နိုင်တယ်ဗောနဒီအတွက်ကြောင့်မို့ဒီတွဲဆိုင်ကလည်းဒါကဘာတဝမ်က MMA ပြိသက်တွေလုံးဝလုံးဝဒါမလွတ်တန်းစောင့်ကြည့်တွားတင်းတဲ့ဒါတွဲဆိုင်ကောင်းဒီဇိုင်းဖြစ်တယ်ဗောနโอเคဒါဆိုရင်နောက်ထပ် the get the get ကိုစိတ်ဝင်စားစရာကောင်းတဲ့တွဲဆိုင်တဆိုင်လေးကိုကျွန်တော်ဖောက်တယ်ချပေးချင်ပါတယ်အဲ့တော့ဒီလာမယ့်ဒါဇွန်လ16ရက်နေ့မှာဆိုရင်တော့ ဒီလူရီစီရာနာပီနေပေါ့နော် new orlean မြို့မှာဒါ UMC 318ပြိုင်ပွဲကြီးကိုဒါဂျင်ပါပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီပြိုင်ပွဲမှာဆိုရင်တော့ the gate ကိုနာမည်ကြီးဒါ fighter တွေဖြစ်တဲ့ဒါ Dustin Poirier နဲ့ Max Holloway တို့ကဒါတတိယမကြီးပွဲအနေနဲ့ဒါရှင်ပြန်ထိုးတက်သွားကြဖို့ရှိတယ်ပေါ့နော်အဲ့တော့ Dustin Poirier နဲ့ Max Holloway တို့ကတော့ဒါ BMF ဆိုတဲ့ဒီအကျဉ်းဆုံး fighter ခပ်ပတ်ကိုကျွန်တော်လူယူသွားကြမှာဖြစ်တယ်ပေါ့နော် ဲ့တော့ UFC အဖွဲ့အစည်းကတော့ဒါတရားဝင်ကြီးညာပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီပွဲကတော့လုံးဝကိုဒါအတီးပြုတ်တရင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသွဲဆိုင်ကိုတော့ဒါမပြတ်ဘူးဒါတီချာလေးစုတောင်းထားရမှာဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုဒီသွဲဆိုင်ကဒါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကတော်တော်လေးများတယ်ဖိုက်တာနှစ်ဦးကြားမှာကလည်းကျွန်တော်တို့ပြောမယ်ဆိုတော့ဒီ၃ချိန်တွေ့ဆုံချင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ၃ချိန်တွေ့ဆုံချင်းမှာဒါ Max Holloway ကဒါ Dustin Poirier ကို ကျွန်တော်အနိုင်ရယူသွားနိုင်မလားဆိုတာကဒါတကပါလုံးမှာရှိတဲ့ MMA ပြည်သက်တွေကဒါတော်တော်လေးကိုစိတ်ဝင်စားနေကြတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုတော့ဒီ Max Holloway ဆိုတဲ့ fighter က Dustin Poirier ဒါနှစ်ကြိမ်တိုင်ကျွန်တော်ရှုံးနေထားနေပေါ့နော်ဒီအတွက်ကြောင့်မို့ဒါ Max Holloway ကဒါ Dustin Poirier ကိုဒါလုံးဝဒါသူ့အနေနဲ့ဒါရှုံးကျွေးဆက်ချင်မှာတေးချလဲပေါ့နော်အဲ့တော့ဒီပွဲကကျွန်တော်ပြောရမယ်ဆိုတော့ Max Holloway အတွက်ဒါအဖြစ်ချင်းဆုံး မကြည်ပွဲပွဲတပွဲလို့ပြောလို့ရတဲ့အပြင်ကမှဒါပြိသက်တွေအတွက်လည်းမဖြစ်မနေစောင့်ကြည့်သွားသင့်တဲ့ဒါပွဲချင်းကြီးတပွဲဖြစ်မှာကလည်းဒါလုံးဝကျင်းတည်နေတယ်ဗောနော်။ Okay အဲ့တော့နောက်ထပ်သွဲဆိုင်တဆိုင်ကိုတွောလိုက်အောင်ပါ။ Aspire နိုင်ငံကျွန်တော်ဘာကူမြို့မှာဒါချင်းပါပြုတ်လို့သွားမဲ့ UFC ဘာကူဒါပြိုင်ပွဲကြီးမှာဆိုရင်လည်းဒါ Rafael Fizier ဆိုတဲ့ဒီမွေထိုင်းကိုအတန်းပြီးပြီးတော့မှရှင်ပြန်ကစားတက်တဲ့ Fighter တဦးနဲ့ကျွန်တော်တို့ဒီ Anasio Bahamontes ဆိုတဲ့ Fighter ကိုဒါပွဲတည်ပြီးထားတယ်ဗောနော်။ ဲ့တော့ဒီ point ကတော့ဒီဇွန်လ23ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့မှသာအစပကျန်နိုင်ငံမှာကျင်းပမဲ့ဒီပထမဦးဆုံးတော့ဒါ UMC ပွဲစဉ်တပွဲဖြစ်လာတယ်ဗောနော်အဲ့တော့ဒီ Muay Thai Fighter တို့ဦးဖြစ်တဲ့ Rafael Fiziek ကတော့ဒါ UMC မှာ၃ပွဲဆက်တိုက်ကိုဒါရှုံးပွဲကြုံတွေ့ထားရတာတွေ့ရတယ်ဗောနော်အဲ့တော့၃ပွဲစလုံးရှုံးနေပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒါ UFC Lightweight Ranking မှာသူ့အနေနဲ့ဒါအဆင့်၁၁နေရာကိုဒါကျဆင်းသွားခဲ့တယ်ဗောနော်အဲ့တော့ ဒါသူနဲ့ရှင်ပြိုင်ထိုးတက်သွားမဲ့ fighter တူကတော့ chili ကလူငယ် fighter တူဖြစ်တဲ့ဒါ anasio bahamon des ကတော့ဒါတုံးပွဲဆက်တိုက်ကိုဒါအနိုင်ရယူထားပြီးတော့မှကျွန်တော်တို့ဒီ bonus စုငွေကြီးတွေလေကျွန်တော်စုခူးရယူနိုင်တာတွေ့ရတယ်ဗောနော်အဲ့တော့ဒီ refer physical ကတော့သူ့ပွဲတွေတော်တော်များများကျွန်တော်တော်ပြီးလေ့လာကြည့်မယ်ဆိုတော့ဒါပွဲကောင်းတွေပဲကျွန်တော်တို့ဒါကြည့်ရှုခဲ့ရတယ်ဗောနော်အဲ့တော့ဒီအတွဲကြောင့်မို့ကျွန်တော်တို့ refer physical ရဲ့တွဲဆိုင်ကဒီ9ပွဲဆက်နေတဲ့ fighter နဲ့ရှင်ပြန်ထူးတက်သွားမှာဖြစ်တဲ့အတွဲကြောင့်မို့ အာစိတ်ဝင်စားတဲ့တွဲဆိုင်တဆိုင်အနေနဲ့ကျွန်တော်ဒါတက်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီအနာစီယိုဘာဟာမွန်တက်ကတော့ဒီကစ်ဘောက်ဆင်နောက်ခံရှိတဲ့ဖိုက်တာတူဦးဖြစ်တယ်ပေါ့နော်လက်ရှိအချိန်မှာတော့သူ့အနေနဲ့ဒီအသက်28နှစ်သာရှိသေးတယ်အဲ့တော့ဒီ light weight တန်းမှာဆိုရင်တော့ဒါသူ့ရဲ့အရက်မောင်းကသာတော်တော်လေးကိုရှည်တယ်လို့ပြောလို့ရတယ်ဒါ6ပေနဲ့3လက်မအထိကျွန်တော်မြင့်တယ်ပေါ့နော်အဲ့တော့လက်တန်အရပြောမယ်ဆိုရင်တော့ဒီ heavy weight လက်တန်လောက်ရှိတယ်ပေါ့နော်85လက်မတော့မှဒါရှိနေတာမျိုးတွေ့ရတယ် ဲ့တော့ကစ်ပေါစင်တမားပီပီပဲဒါသူ့ရဲ့လက်သီးကျွန်တော်ခြေလက် အကုန်လုံးကကျွန်တော်ဒါကောင်းပြီးတော့မှဒါပွဲသိမ်းနိုင်တဲ့ဒီလက်နက်ကောင်းတွေနဲ့ကျွန်တော်ရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါသူ့ရဲ့ဒီနောက်ဆုံးထိုးတက်ထားခဲ့တဲ့ကျွန်တော်၃ပွဲဆက်စလုံးမှာကလည်းအလုံးဝကိုပွဲသိမ်းပုံစံမျိုးနဲ့အနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှတ်တမ်းတွေကိုလေ့လာကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒီမွေထိုင်းကဝေဖိုက်တာတူဖြစ်တဲ့ရက်ဖီဖီဇီရဲ့အတွက်ကျွန်တော်တို့တော်တော်လေးကိုဒါစိုးရင်စရာအနေထားမျိုးရှိတယ်ပေါ့နော် ဲ့တော့ refer fee ရဲ့အနေနဲ့ဒါ anaco bahamandes ဆိုတဲ့ဒီ chili fighter လေးကိုဒါကြော်ဖြတ်သွားနိုင်မလားဆိုတာကတော့ဒါကျွန်တော်တို့ mma ဒါစိတ်ဝင်စားကြတဲ့ပရိသတ်တွေအနေနဲ့ဒါမဖြစ်မနေစောင့်ကြည့်သွားမှုလိုအပ်တယ်လို့မြင်တယ်ဗောနော်အဲ့တော့နောက်ထပ်သွဲဆိုင်အနေနဲ့ဒီဇွန်လ9ရက်နေ့မှာဂျင်ပါပြုတ်လို့သွားမဲ့ UFC 316ပြိုင်ပွဲကြီးမှာဆိုရင်လေဒီ Byzantine Lockwick ဆိုတဲ့နာမည်ကြီး fighter နဲ့ဒီ Kevin Holland ဆိုတဲ့နာမည်ကြီး fighter တို့က ီဝေတာဝိတ်တန်းမှာရှင်ပြန်ထိုးတက်သွားမယ်ဆိုပြီးတော့မှဒါတရင်တွေထွက်ပေါ်နေတာတွေ့ရတယ်။အဲ့တော့ Kevin Holland လို့ပြောလိုက်မယ်ဆိုတော့ပြည်သက်တွေတော်တော်များများကသိရှိကြပြီးသားဖြစ်မယ်လို့ယုံကြည်ပါတယ်။အဲ့တော့သူ့အနေနဲ့ကတော့ဒီမေတဝိတ်တန်းနဲ့ဒီဝေတာဝိတ်တန်းမှာပွဲကူးတော်တော်လေးကျန်းနေတဲ့ fighter တအုပ်ဖြစ်တယ်ပေါ့နော်။အဲ့တော့ပြောရမယ်ဆိုတော့ဒီ fighter ကဒီလက်မယွန့်တဲ့ fighter တအုပ်ဖြစ်ပြီးတော့မှဒီ2025ခုနှစ်ဒီလက်ရှိလီလာအသွင်းမှာဆိုရင်တော့ဒါ ပွဲစဉ်ပေါင်းတာနှစ်ပွဲအထိဒါရှင်ပြန်ထုတ်တထားတာလေးကျွန်တော်တွေ့မြင်ရတယ်ဗောနော်အဲ့တော့အဲ့တော့ဒီ fighter ရဲ့အာတာချက်ကိုပြောရမယ်ဆိုတော့ဒီ wicket တေချာလုံနိုင်တဲ့အပိုင်းတွေကျွန်တော်တို့တွေ့မြင်ရတယ်အဲ့တော့ဒီ fighter ကတော့ဒီ UFC မှာရှင်ပြန်ထုတ်တသွားခဲ့တဲ့ဒီပွဲစဉ်တွေတွားပြီးကြည့်မယ်ဆိုတော့ဒီ night light ရှုံး light ပုံစံမျိုးနဲ့တွေ့မြင်နေရတယ်ဗောနော်တို့ပေမဲ့လည်းဒီသူ့ရဲ့ဒီနာမည်အရဆိုရင်တော့ဒီတခြားတော့ဒီပွဲရလိုက်မရလိုက်ဖိုက်တာတွေတဲ့ဆိုင်တော့သူကပူပြီးဒီနာမည်ရှိတယ်လို့ ကျွန်တော်သူ့ရဲ့ဒီရှင်ပြန်ထိုးတက်တဲ့ဒီကစားဟန်တွေကလည်းဒါပြိတက်တွေကိုရတာဖြိုဖြီမှုပေးနိုင်တဲ့ပုံစံအနေထားရှိတယ်ပေါ့နော်အဲ့တော့ဒီလိုကြောင့်မို့ဒါပွဲကူးကျန်းတဲ့ fighter တူဆိုပြီးတော့မှနာမည်ကြီးတယ်လို့ကျွန်တော်ဒါပြိတက်တွေကိုလည်းဒီရတာဖြိုဖြီမှုပေးနိုင်တဲ့ fighter တူအနေနဲ့လည်းဒါနာမည်ရှိတယ်လို့ဒါကျွန်တော်တို့တတ်မှတ်လို့ရတယ်ပေါ့နော် Okay ဒါဆိုရင် Kevin Hulan နဲ့ရှင်ပြန်ထူးတက်သွားမဲ့ဒီ Brazil Fighter Visiting Luquit ဆိုတဲ့အကြောင်းလေးကိုတွန်းလိုက်ရအောင်ပါ ဲ့တော့ visiting local ကတော့ဒီ UFC welterweight ranking မှာဆိုတော့အဆင့်14နေရာမှာရပ်တည်နေပြီးတော့မှဒီရလိုက်အရပြောလိုက်မယ်ဆိုတော့ဒီ Kevin Holland နဲ့ဒါတူတယ်ပေါ့နော်နိုင်လိုက်ရှုံးလိုက်နဲ့ဒါ UFC မှာဒီကျင်လည်နေတဲ့ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလွန်ခဲ့တဲ့၄နှစ်အတွင်းမှာဆိုရင်တော့ဒါ visiting local ကဒီအကောင်ဆုံးဆွမ်းဆောင်ကြီးပြနိုင်ခဲ့ပြီးတော့မှဒီခပတ်လူခွင့်ရလူနေပါအနေထားလောက်ထိကျွန်တော်ရရှိခဲ့တဲ့ fighter ဖြစ်တယ်ပေါ့နော် ဲ့တော့အခုအချိန်မှဆိုရင်တော့ဒါသူ့အနေနဲ့ဒီ Joaquin Queen Buckley ဆိုတဲ့ဒီလူငယ်လူမဲဖိုက်တာကစားသမားတအုပ်ကိုဒီအလဲထိုးနဲ့ရှုံးနိမ်ထားခဲ့ရတာမျိုးဒါတွေ့ရတယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်တွေကျွန်တော်ရှုံးနိမ်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါသူ့ရဲ့ဒီ ranking ထိပ်တန်းအဆင့်ကိုကျွန်တော်တို့ပြန်ရဖို့အတွက်ဒါတော်တော်လေးကိုရုန်းကန်နေရတာမျိုးဒါတွေ့ရတယ်ဗောနော် Okay နောက်ဆုံးအနေနဲ့ဒီမေလ18ရက်နေ့မှာကျင်းပပြုလုပ်သွားမယ့် UFC Vega 106ပြိုင်ပွဲမှာဆိုရင်တော့ဒါ Jared Gordon နဲ့ TNG မွိုက်စစ်တုကိုဒါပွဲတယ်ပေးထားတာတွေ့ရတယ်အဲ့တော့ Jarrett Gordon နဲ့ TNG မွိုက်စစ်တုဆိုတာကဒါရှုံးလိုက်နိုင်လိုက်ဒါဖြစ်နေပြီးတော့မှဒါရလက်ရပြောမယ်ဆိုတော့ဒါတည်ငြိမ်မှုတွေဒါမရှိနေကြအောင်ပေါ့နော်အဲ့တော့ဒီနောက်ဆုံးပွဲမှာဆိုရင် Jarrett Gordon ကဒီ Nasrat ဒီ Harperus ကိုဒါကက်ပြီးတော့မှဒါရှုံးနေပြီးဒါတပတ်ကကျွန်တော်တို့ TNG မွိုက်စစ်ကိုတွားပြီးကြည့်မယ်ဆိုရင်လည်းဒီ Trade of them ကိုဒါအမှတ်အပြတ်တက်နဲ့ကျွန်တော်တို့ဒါနိုင်ထားတာတွေ့ရတယ်ပေါ့နော် အဲ့တော့အမတ်တင်ရအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ Jared Gordon ဆိုတဲ့ fighter ကဒီ Paddy Pimblett ထက်ကျွန်တော်ဒီပူကောင်းအောင်ဒါကစားနိုင်တဲ့ဒီဆွမ်းဆောင်ရည်မျိုးတွေရှိတယ်ပေါ့နော်အဲ့တော့တပတ်ကဒီ TN ကို Moisic ကလည်းဒါအစ္စလာမကချက်နောက်ပြီးတော့မှကျွန်တော် Benny Darush နောက်ထပ် fighter တူအနေနဲ့ဒီ Benny Saint Dennis ဒါဆိုတဲ့ဒီနာမည်ကြီး fighter တွေပေါ့နော်ဒီ ranking ထိပ်ပန်းက fighter တွေကိုဒါရှုံးနေဖူးပြီးတော့မှသူ့ရဲ့ဒီ professional MMA ကစားသမားဘဝမှာဆိုရင်တော့ ကျွန်တော်ရောင်းလက်တွေကြည့်လိုက်မယ်ဆိုတော့ဒါရှစ်ပွဲအထိတောင်ဒါရှုံနေခက်ဖို့တာကျွန်တော်တွေ့မြင်နေရတယ်ဗောနော်အဲ့တော့ဘလို့ပဲပြောပြောပြအဲ့တော့ဒီ fighter ကပြောမယ်ဆိုတော့ဒီနမည်ကြီး fighter တွေနဲ့ဒါရင်ဆိုင်ခက်ဖို့တဲ့ဒါအတွေ့အကြုံကောင်းတွေရှိတယ်ဗောနော်အဲ့တော့ဒီလောင်မဲ့ပွဲမှာကလည်းကျွန်တော်ဒီ fighter ကိုဒါစောင့်ကြည့်သွားဖို့တော့လိုအပ်တယ်ဒါသူ့အနေနဲ့ဒီအရှုံး non tech ကနေပြီးတော့မှဒါဘယ်လိုမျိုးအကောင်းဆုံးပုံစံမျိုးနဲ့ဒါပြိတက်တွေရှိကိုကျွန်တော်တပံပြန်ရောက်လာနိုင်မလဲဆိုတာကတော့ဒါကျွန်တော်တို့အနေနဲ့ဒါစိတ်ဝင်စားစောင့်ကြည့်သွားဖို့လိုအပ်တယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်တို့ဒီအပတ်သွင်းမှာဒါကြာတိသွားခဲ့ရတဲ့ဒါလုံးဝကိုဒီစိတ်ဝင်စားနိုင်ခြေရှိတဲ့ဒီ MMA ဒွဲဆိုင်တွေကိုအာတင်ဆက်ပြီးသွားခဲ့တာပဲဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့အားလုံးပဲအဆုံးထိကြည့်ရှုကြပြီးနေတဲ့အတွက်ကြောင့်မို့ဒါအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ